ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ Hector နဲ့ Frank Sexto ရဲ့နာမည်ကျော်စာအုပ် Ikigai ပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံ Okinawa ဒေသကလူတွေရဲ့သက်တမ်းရှည်ခြင်းနဲ့ပျော်ရွှင်ခြင်းနောက်ွယ်ကလို့ဝတ်ချက်ဖြစ်တဲ့ Ikigai ကိုဒီစာအုပ်မှာရှင်းပြထားပါတယ်။ Ikigai ကိုမြန်မာလိုဆိုရင်မနက်ခင်းမှာအိယာကနိုးထဖို့အဓိကအကြောင်းရင်းလို့ဖော်သားပြနိုင်ပါတယ်။ကိုချစ်တဲ့အလုပ်ကိုလုပ်ရင်းနဲ့ဘဝမှာဘလို့ရွေးချယ်ရှိရှိနေထိုင်ရမလဲဆိုတဲ့သင်ခန်းစာတွေကိုညှောက်ဝေပေးသွားမှာဖြစ်ပါတယ်။ အီကီကိုင်းဆိုတာကိုဘွားကိုအတိတ်ပဲရှိစေတဲ့အရာတစ်ခုကိုရှာဖွေတွေ့ရှိခြင်းပဲဖြစ်ပါတယ်။ဒီစာအုပ်ကအီကီကိုင်းကိုအ धिक အချက်လေးချက်နဲ့ပေါင်းစပ်ပြီးရှင်းပြထားပါတယ်။ပထမတစ်ချက်ကတော့သင်ချင်းမြတ်လို့သောအရာသင်လို့ရတာကိုအပျော်ဆုံးအမြဲတမ်းစင်ရထက်တန်နေတဲ့အရာဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ကဘာကလိုအပ်နေသောအရာအခြားသူတွေအတွက်တန်ဖိုးရှိစေပြီးလူအဖွဲ့အစည်းကိုကူညီနိုင်တဲ့အရာဖြစ်ပါတယ်။တတိယတစ်ချက်ကတော့သင်ကိုငွေချေးပေးမယ့်အရာသင်ရောက်ခွင့်ဆောင်မှုကျွမ်းကျင်မှုအတွက်ဝင်ငွေရနိုင်တဲ့အရာဖြစ်ပြီးတော့ နောက်ဆုံးတစ်ချက်ကတော့သင်ကျွမ်းကျင်သောအရာတဘာဝအရာကိုလုံးနိုင်တာဒါမှမဟုတ်သင်ယူသိကျင်ထားတဲ့ကျွမ်းကျင်မှုပဲဖြစ်ပါတယ်ဒီအချက်လေးချက်ပေါင်းစပ်တဲ့နေရာဟာသင်ရဲ့အကြီးကံပဲဖြစ်ပါတယ်ဝင်ငွေမရရင်ဝါသနာတက်တက်ဖြစ်သွားနိုင်ပြီးချစ်မြတ်မှုမပါရင်တော့အလုတ်တက်တက်ဖြစ်သွားနိုင်ပါတယ်ဒီလေးကုလုံးမြတ်တာမှသာအကြီးကံကိုရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်စာအုပ်ခြေသားသူတွေကဤကိကံရဲ့အလိုအပ်ချက်ကိုရှာဖွေဖို့အတွက်ကမ္ဘာပေါ်မှာတက်တန်းအရှိဆုံးလူတွေနေထိုင်ရာဂျပန်နိုင်ငံအိုကီနာဝါဒေသကိုသွားရောက်ခဲ့ကြပါတယ် ိုကီနာဝါသားတွေကအီချီကန်ကိုစီရှိနေကြအောင်သာမက သူတို့ရဲ့နေစဉ်ဘဝနေထိုင်မှုပုံစံမှာပါအချက်၄ချက်ကိုလိုက်နာကျင့်သုံးကြပါတယ်။ပထမတစ်ချက်ကတော့သူတို့ဟာအငင်းစားယူခြင်းမရှိပါဘူး။အသက်ရွယ်ရလာရင်တော့ကိုချစ်တဲ့အလုပ်ဒါမှမဟုတ်ကိုပိုင်ရည်ချက်တစ်ခုကိုဆက်လက်လုပ်ဆောင်နေကြပါတယ်။ဒုတိယတစ်ချက်ကတော့80ရာခိုင်နှုန်းစားခြင်း၊ဘိုက်တင်းပြည့်သည့်ဒီမစားပဲ80ရာခိုင်နှုန်းသာစားပြီးရက်လိုက်ခြင်းအဖြစ်အစာအိမ်ကိုကောင်းမွန်စေပါတယ်။တတိယတစ်ချက်ကတော့အမြဲတမ်းလှုပ်ရှားနေခြင်းဖြစ်ပါတယ်။ပြင်းထန်တဲ့၄ချိန်ကောင်းနေမလို့ပဲ ဥယျာဉ်ဆိုင်တာလမ်းလျှောက်တာမျိုးလိုနေစဉ်လုပ်ငန်းဆောင်တာတွေမှာလှုပ်ရှားမှုကိုထည့်သွင်းထားတတ်ကြပါတယ်။နောက်ဆုံးတစ်ချက်ကတော့ခိုင်မာသောလူအဖွဲ့အစည်းရှိခြင်းဖြစ်ပါတယ်။တအုပ်ကိုတူအပြန်အလှန်ပံ့ပိုးကူညီပေးမယ်။ယုံကြည်ကြတဲ့တငယ်ချင်းအတိုင်းဝိုင်းငယ်လေးတွေဖွဲ့ပြီးအတူနေထိုင်တတ်ကြပါတယ်။ဒီလေ့ကျင့်တွေဟာအိုကီနာဝါဒေသခံတွေရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအဓိကအထောက်အကူပြုနေတာပဲဖြစ်ပါတယ်။ဤကိကံကိုရှာဖွေတဲ့အခါစီးမြောင်းမှုလို့ခေါ်တဲ့အခြေအနေတစ်ခုကိုတွေ့ရှိနိုင်ပါတယ်။ စီမြောက်မှုဆိုတာကိုလုံနေတဲ့အလုပ်တစ်ခုမှာအာယုံဆိုင်လုံးလို့အချိန်တွေဘယ်လိုကုန်သွားလဲဆိုတာကိုမသိလိုက်ရတဲ့အချိန်တွေမျိုးပါဒီအချိန်တွေကိုဂျပန်မကြီးဆရာတွေလက်မှုပညာရှင်တွေနဲ့ခရာတေပညာရှင်တွေမှာမကြာခဏတွေ့ရတတ်ပါတယ်စီမြောက်မှုကိုရရှိဖို့အတွက်ကိုလုံတဲ့အလုပ်ဟာစိန်ခေါ်မှုရှိရမယ်ဒါမှမဟုတ် ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့လည်းကန့်ညီနေရမယ်လို့ပြောထားပါတယ်စိန်ခေါ်မှုများပြီးကျွမ်းကျင်မှုနဲ့နေရင်စိုးရိမ်ပူပန်မှုဖြစ်တတ်ပြီးတော့ကျွမ်းကျင်မှုများပြီးစိတ်ခေါ်မှုနဲ့နေရင်တော့ညီငွေမှုဖြစ်နိုင်ပါတယ်စင်ခေါ်မှုနဲ့ကျွမ်းကျင်မှုမျှတတဲ့အလဲဘုံမှာသာ စင်းပြောင်းမှုကိုတွေ့ရှိနိုင်ပါတယ်။ဒီချင်းနေရကျွန်တော်တို့ကိုပျော်ရွှင်စေပြီးလှုပ်ဆောင်ချက်တွေကိုအကောင်းဆုံးဖြစ်စေနိုင်ပါတယ်။စာအုပ်ရဲ့နောက်ပိုင်းမှာစာရေးသူတွေဟာအီကီကန်ကိုရှာဖွေပြီးနောက်ရေရှည်ပျော်ရွှင်တဲ့ဘဝကိုရရှိဖို့အတွက်စိတ်နေစိတ်ထားနဲ့ပတ်သက်တဲ့အကြံဉာဏ်စေချက်ကိုဖော်ပြထားပါတယ်။၁အလုံးမလုံခြင်းကိုရှောင်ပါ။အငြင်းစားမယူဘဲအလုပ်တစ်ခုခုကိုလုပ်နေပါ။၂အဖြည့်ဖြည့်ချင်းသွားပါ။အလင်းစလုံးမလုပ်ပါနဲ့အချိန်ပေးပြီးပြင်အောင်လုပ်ပါ။၃ဖိုင်မပြည့်ပါစေနဲ့။ 80ရာခိုင်နှုန်းကသာစားပါ၄ပုံမင်းကျင်ကောင်းကိုရွေးချယ်ပါယုံကြည်ရတဲ့သူပင်နဲ့အချိန်ဖြုန်းပါ၅လေ့ကျင့်ခန်းလုပ်ပါ နေ့စဉ်ပုံမှန်လှုပ်ရှားပါ၆ပြုံးပါပျော်ရွှင်တဲ့စိတ်ကိုပြသပါ၇တဘာဝနဲ့နှိစက်ပါတစ်ပင်ပန်းမှန်နေနဲ့နှိစက်အောင်နေတိုင်းပါ၈ယေရှုတင်တတ်ပါ ကိုဘောအတွက်ယေရှုတင်စရာတွေကိုရှားဖွေပါ၉လက်ရှိအချိန်မှာနေတိုင်းပါအတိတ်ကိုတွေးမပူပါနဲ့အနာဂတ်အတွက်စိတ်မပူပါနဲ့တစင် တင့်ရဲ့ ikigai ကိုလိုက်တာပါကုဘဝရဲ့ရည်ရွယ်ချက်ကိုအမြဲတမ်းမှတ်သားထားပါဒီအချက်တွေဟာရုပ်ပိုင်းဆိုင်ရာကျမ်းမာမှုရောစိတ်ပိုင်းဆိုင်ရာကျမ်းမာမှုပါပေါင်းစပ်ပြီးပျော်ရွှင်မှုကိုရယူနိုင်မဲ့နည်းလမ်းတွေပဲဖြစ်ပါတယ် ikigai စာအုပ်ကဘဝမှာအောင်မြင်မှုဟာငွေကြေးနဲ့ယာတုထက်ကုချစ်တဲ့အရာတွေကိုတွေးရှိပြီးစိတ်နှစ်ပြီးလှုပ်ဆောင်ခြင်းကနေလာတယ်ဆိုတာကိုသင်ကြားပေးခဲ့ပါတယ်လူတိုင်းဟာကိုယ်အတွက် ikigai တစ်ခုရှိပြီးသားဖြစ်ပေမဲ့မလျှောက်ပွေတတ်တာကြောင့်သာမတွေးရှိကြတာပါ ကိုယ်ပိုင်ရည်ရွယ်ချက်ကိုတွေးရှိပြီးအမြဲတမ်းတက်ကြွစွာနေထိုင်ခြင်းဟာရှေးလျပြီးအတိတ်ပဲရှိတဲ့ဘဝရဲ့လိုအပ်ချက်ပါ။သင်ရဲ့ရည်ရွယ်ချက်ကိုရှာပါတက်ကြွစွာနေထိုင်ပါ။သိငယ်တဲ့အရာတွေကိုတန်ဖိုးထားပါ။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။